ဘာမဘရင်ချန်နယ်ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့ချန်နယ်မှာနေ့စဉ်အခုလိုအသိပညာပေးဗဟုသုတတွေကိုတင်ဆက်ပေးနေရဖြစ်လို့နေ့တိုင်းလာရောက်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါတယ်အကြောင်းအရာကိုမစားခင်ခင်မှာဘာမဘရင်ချန်နယ်ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးပါအောင်နော်ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာတော့ပြဿနာတွေကိုသူ့ရဲ့အရင်းအမြစ်နဲ့တိုက်လိုက်ဖြေရှင်းနိုင်မဲ့တော်တော်လေးကိုအစွမ်းထက်တဲ့နေ့လိုင်းတစ်ခုကြောင်းပါပဲအဲ့ဒီအရင်းမြစ်ကပင်မလေးဆိုတော့အဝေးမှမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ခဲမှတင်ရှိနေတာပါဒီမိကုန်းကို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 ပြမဲကြည့်ဘူးလား စိတ်မငြိမ်မသက်ဖြစ်နေတဲ့အခါကြမှာပြဿနာတွေကဘာလို့ပို့ပြီးတော့ကျဲလောင်းနေတယ်လို့ခန်းစားနေရလဲမနေ့မိုးလေးလို့နိုးလာတာနဲ့ခေါင်းထဲမှာအသွေးပေါင်းစုံကပြေးလွှနေပြီငွေကြီးကိစ္စတွေကိုချဲရတဲ့သူတယောက်ရောက်တဲ့ဆေးပူတာတွေဒါမှမဟုတ်အနာဂတ်အတွက်စိုးရင်ပူပန်နေရမျိုးတွေပေါ့အရာအားလုံးကိုထိတ်ဆုံနေအောင်စူးစမ်းနေရတယ်တဲ့မောနေရပြီအဲ့လိုမျိုးကြုံမှုကြမှာပါနော်ဒီချက်ကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အဲ့ဒီကတော့ချက်ပါပဲတကယ်တော့လေပြဿနာကဘဝကိုယ်လိုက်ကဖန်တီးနေတာမဟုတ်ပါဘူး အဲ့ဒီဘဝကိုမောင်းနေနေတဲ့လေးချင်းမထားတဲ့ကျွန်တော်တို့ရဲ့စိတ်ကြောင့်သာဖြစ်နေတာပါပိုရှင်အောင်ပြောရရင် စိတ်ဖိစီးမှုဆိုတာအဖြစ်ပြက်တွေကတိုက်ရိုက်ဖန်တီးတာမဟုတ်ပဲအဲ့ဒီအဖြစ်ပြက်တွေအပေါ်မှာကျွန်တော်တို့စိတ်ကဘလို့တုံ့ပြန်လိုက်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါအဲဒါကြောင့်မလို့ဘဝကိုပြောင်းလဲဖို့မကြိုးစားခင်မှာအဲ့ဒီဘဝတစ်ခုလုံးကိုထိန်းချုပ်နေတဲ့စိတ်ဆိုတဲ့စိတ်ရင်တရားကြီးကိုအရင်ဆုံးနားလည်ဖို့လိုအပ်ပါတယ်လူအများစုက သူတို့ရဲ့ပောက်ဝင်းခြင်းကအရာတွေကိုပဲပြောင်းလဲဖို့စ조사နေကြတာဒါပေမဲ့အရာအလုံးကိုမြင်နေခံစားနေတုံ့ပြန်မိတဲ့ကိုယ်စိတ်ကိုတော့နားလည်အောင်ဘယ်တော့မှမစ조사ကြည့်ကြဘူးဆိုတော့လေ့ကျင့်မှထားတဲ့စိတ်ဆိုတာကဘာကိုဆိုလိုတာလဲဥမာလေးတစ်ခုပေးကြည့်အောင်အလုံးမှာအမသေးသေးလေးတစ်ခုလုံးမိလိုက်တာ ਨੇ ငါကရေးချင်းမရှိပါဘူးကွာလို့ချက်ချင်းကြီးတွေးမိလိုက်တာမျိုးပေါ့ အဲ့ဒါကနစ်ပေါင်းများစွာထက်ခါထက်ခါကြုံတွေ့ခဲ့ရတဲ့ကြောက်ရွံ့မှုတွေအလဲအကျင့်တွေနဲ့ပုံသွင်းခံထားရတဲ့စိတ်ရဲ့အလိုအယောက်တုံ့ပြန်မှုတစ်ခုပါပဲ။သူကအကြောင်းအရာတစ်ခုကိုတည်တည်ချာချာနားမလည်ခင်မှာပဲတုံ့ပြန်ချလိုက်တာ။ဒီစိတ်ကကျွန်တော်တို့ရဲ့ရန်သူတော်မဟုတ်ပါဘူးနော်။သူကစိုးရင်ပူပါမှုတွေတန်တရားတွေနဲ့တုံ့ပြန်ဖို့အသာကျနေတဲ့စိတ်တစ်ခုသာဖြစ်ပါတယ်။သင်ကသင်ရဲ့အတွေးတွေမဟုတ်ဘူး။သင်ဟာအဲ့အတွေးတွေကိုကြားသိနေတဲ့အထူးသာဖြစ်တယ်။ ဒီစကားကတော်တော်လေးကိုအခြေခံကြပြီးအစွမ်းထက်တဲ့အတ္တိတရားတစ်ခုပါဆိုလိုတာကကိုယ်ပိုင်အတ္တိစိတ်နဲ့စိတ်ထဲမှာတစ်ဖြတ်ဖြတ်ပေါ်လာတဲ့အတွေ့အကြုံမှခြားနားမှုရှိတယ်ဆိုတာကိုနားလဲလိုက်ခြင်းကတကယ်ကိုအစွမ်းထက်တဲ့노ကြားမှုတစ်ခုပါပဲဟုတ်ပြီဒါဆိုရင်ပထမဆုံးလက်တွေ့ကျင့်သုံးရမယ့်နီလန်းကိုဆက်ချလိုက်ကြအောင်အဲ့ဒါကတော့ကိုယ်စိတ်ထဲမှာအလိုအလျောက်ပေါ်လာတတ်တဲ့ဇလန်းတွေကိုစောင့်ကြည့်ပြီးမိကွန်းထုတ်တဲ့အရေးချင်းကိုမွေးမြူရမှာပါ လူများစုဟာတကယ်တမ်းမှတိတိချာချာမတွေးခေါ်ကြပါဘူးသူတို့ကအလွယ်လျောက်တုံးပြန်နေကြတာများပါတယ်ကျွန်တော်တို့စိတ်ကပြောပြလေးရှိတဲ့အဖြစ်အစီအများဆုံးဇလန်းတချို့ကိုကြည့်လိုက်ရအောင်ဒီလိုအတွေးတွေကအားလုံးနဲ့ရင်းနှီးနေမှာပါငါသာကြရှုံးသွားရင်ဘလို့လုံးမလဲလူတွေကတော့ဘလို့ထင်ကြမလဲငါကမလုံလောက်တင်မဘူးကွာဒီလောက်ကဘယ်တော့မှအောင်ရင်မှာမဟုတ်ဘူးဒီအတွေးတွေကအချက်လက်အမှန်တွေမဟုတ်ပဲနှပောင်းရစွာထက်ခါထက်ခါတွေးလာတဲ့အတွေးဟောင်းတွေကိုပါတာအတိပဲဖွင့်ဆိုချက်တွေဒါဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့အရန်ရည်ကြည့်ပါတယ် ဒီအတွေ့အကြုံဘယ်လိုမေးခွန်းထုတ်မလဲယိုရှိနဲ့လုံကန်းစင်လေးတခုရှိပါတယ်ပထမဆုံးလောက်ကမှာကအဲ့ဒီအတွေ့အကြုံမှန်တယ်မားတယ်ဆိုပြီးဝေဖန်မနေပဲတတိထားပြီးကြည်လိုက်ပါပြီးရင်ကိုကိုကိုမေးပါဒီအတွေ့ကတကယ်မှန်တယ်လားလို့ပေါ့နောက်တစ်ဆင့်ကတော့ဒီအတွေ့ကအငါ့ကိုအထောက်အကူဖြူနေတာလားဒါမှမဟုတ်နာချီအောင်လုပ်နေတာလားလို့ထပ်မေးပါဒီယိုရှိနေမိခိုတွေကအတွေးတစ်ခုနဲ့အဲ့ဒီအတွေးကိုယူကြည့်မှုကြမနေရလို့တခုကိုဖန်တီးပေးနေပါဗျ။ဟုတ်ပြီ။နောက်တစ်ချက်ကတော့အတွင်းစိတ်ရဲ့ငင်တက်ခြင်းကိုမွေးမြူဖို့ပါပဲ ရှင်းလင်းပြတ်သားမှုနဲ့ပိုကောင်းတဲ့အဖြေတွေရဖို့အတွက်စိတ်ရဲ့အတွင်းမှာဖြစ်နေတဲ့ဆူညံတဲ့နေ့ကိုတိတ်ဆိတ်ကောင်လို့ဖို့ကတကယ်ကိုအရေးကြီးပါတယ်။ဥပမာအလုံးမှာပြဿနာတစ်ခုတက်တဲ့အခါစိတ်တွေဆူညံနေရင်အခြေအနေကထင်ထားတာထက်ဆက်ဆက်လောက်တောင်ပိုဆိုးထွားနိုင်ပါတယ်။ဒုံခါနေတဲ့မန်တချက်ထဲမှာကိုယ်ရည်ကိုမမြင်နိုင်တလို့ပဲဒုံခါနေတဲ့စိတ်ထဲမှာလည်းအဖြေတွေကိုရှာမတွေ့နိုင်ပါဘူး။ဒီဥမာလေးကတကယ်ကိုအားကောင်းပါတယ်။ ထိရောက်တဲ့ပြဿနာဖြေရှင်းမှုအတွက်တည်ငြိမ်တဲ့စိတ်ကဘလောက်တောင်အရေးကြီးတယ်ဆိုတာကိုဒါကရှင်းရှင်းလင်းလင်းဇေယျဖော်ပြပြနေတာပါပဲ။ကဲ၊ဆူညာတဲ့စိတ်နဲ့တည်ငြိမ်တဲ့စိတ်ရဲ့ခြားနှက်ချက်ကိုရှင်းရှင်းလင်းလင်းကြည့်လိုက်အောင်။တစ်ဖက်မှာဆူညာတဲ့စိတ်ကစိတ်ခံစားမှုနဲ့တုံ့ပြန်နေတယ်။တည်ငြိမ်တဲ့စိတ်ကတော့ရှင်းလင်းပြတ်သားစွာတုံ့ပြန်နေ။တစ်ခုကရှုပ်ထွေးမှုနဲ့အရေးကြီးနိုင်မှုကိုပဲမြင်နေတဲ့အချိန်မှာနောက်တစ်ခုကတော့ဖြစ်နိုင်ခြေရှိတဲ့ပုံစံနေနဲ့ရွေးချယ်စရာတွေကိုမြင်ပါတယ်။ဒါကြောင့်တည်ငြိမ်ခြင်းနဲ့ရရဲ့အချိုးကျစုတွေကအရန်ကိုရှင်းလင်းနေပါတယ် ဒါဆိုအတွင်းစိတ်တည်ငြိမ်အောင်ဘလို့တိဆောက်ကြမလဲလက်တွေ့ကြပြီးလွယ်တဲ့နီလန်သုံးခုရှိပါတယ်နံပါတ်၁မနက်ခင်းမှာဖုန်းမစစ်ခင်တနေ့တော်ကိုတိတ်စိတ်ငြိမ်သက်စွာနဲ့အရင်စောက်တင်ပါနံပါတ်၂ပစ္စုပန်တဲတဲမှာစိတ်ကိုကြောက်ချထားဖို့အတွက်အသက်ရှူခြင်းကိုအာယုံစိုက်ပြီးဖြည်းဖြည်းနဲ့မှန်မှန်ရှူပါနံပါတ်၃ကတော့စိတ်ထဲမှာဖြစ်စည်းနေတဲ့အတွေးတွေကိုခေါင်းထဲကနေစာရွက်ပေါ်ကိုချရည်လိုက်ပါ ်အခုကျွန်တော်တို့ဒီခီးလန်းရဲ့အခက်ခဲဆုံးအပိုင်းကိုရောက်လာပါပြီတကယ်ငင်းချမှုအစ်မန်ဆိုတာအခက်ခဲတွေကိုရှောင်ရှားနေလို့ရတာမဟုတ်ပါဘူးသူကိုတက်တက်ရင်ဆိုင်ချင်းကနေပဲရရှိလာတာဖြစ်ပါတယ်ဥပမာအလုံးမှာစင်ခေါ်မှုတစ်ခုကျုံလာတဲ့အခါရှောင်မိတ်အစားရင်ဆိုင်လိုက်တာမျိုးပေါ့ မတမဆာဖြစ်မှုဆိုတဲ့ခန္ဓာချက်ကိုဒီလိုအတိတ်ပဲအတိတ်ဖွင့်ဆိုထားတာကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။မတမဆာဖြစ်မှုဆိုတာသင်ရဲ့တက်တောင့်တတဆုံပြီးဆုံးသွားပြီးသင်ရဲ့ဆွမ်းဆောင်နိုင်ရည်အတိတ်တွေစတင်နေပြီဆိုတဲ့အချက်ပြမှုတစ်ခုပဲတဲ့။ဆိုတော့သူကယဉ်သူမဟုတ်ပါဘူး။ကျွန်တော်တို့ကတော့တက်ဖို့ညွန်ပြနေခဲ့ဆရာထောက်တန်ထည့်ပါတယ်။လက်ခံလိုက်ခြင်းက what if ဆိုတဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်ကို even if ဖြစ်နေမှာဆိုတဲ့စိတ်တက်နဲ့အစားထုတ်လိုက်တာပါပဲ။ ဥပမာအလုတ်တက်တစ်ခု short တဲ့အခါငါအလုတ်မရရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့အစားငါအလုတ်မရရင်တောင်မှအတွေ့အကြုံကောင်းနေရလိုက်မှာပဲဆိုပြီးတွေးခေါ်တက်လာတာမျိုးပေါ့ဒါကတကယ်ကို mindset ပြောင်းလဲမှုကြီးတစ်ခုပါကျွန်တော်တို့မထိန်ချုပ်နိုင်တဲ့အရာတွေကိုလက်ခံလိုက်ခြင်းရဲ့အဓိကအကျိုးကြီးစုတွေကိုကြီးလိုက်ရအောင်ဒါကလက်တွေ့ဘဝနဲ့ညှင်းခုန်နေတာကိုရပ်တန့်စေတယ်ဆိုရင်ပူပါမှုကနေပြဿနာဖြေရှင်းမှုစီကိုစွမ်းအင်ဒီကိုလွတ်မြောက်စေတယ်ပြီးတော့မထီသေးတဲ့အရာတွေကိုကြောက်ရွံ့ခြင်းအစားယုံကြည်မှုနဲ့စာထုတ်ပေးပါတယ် ါကိုလက်လျော့အရှုံးပေးခြင်းလို့မထင်လိုက်ပါနဲ့နော်။ဒါကခွန်အားတစ်ခုရဲ့လွတ်ရက်ဖြစ်ပါတယ်။ကဲနေကုန်းချုပ်အနေနဲ့မတုံလုံးနိုင်တဲ့ညင်ချမ်းမှုကိုအတွင်းစိတ်ကနေဘလို့တိဆောက်မလဲဆိုလာကိုအာယုံစိတ်ကြည့်ကြပါမယ်။အဲဒီလိုညင်ချမ်းမှုမျိုးကတစ်ချိန်တစ်ခါတည်းကြိုးစားရုံနဲ့မရပါဘူး။နေ့စဉ်တစ်ဆိုင်မှတ်မှတ်လုံဆောင်မှုတွေကနေပဲရရှိလာတာပါ။ ဒါကတော့နောက်ဆုံးအရေးကြီးဆုံးအယူဆတစ်ခုပါပဲ။ငင်ကမ်းမှုရဲ့အခြေခံဥပမာဖြစ်တဲ့ကိုကိုကိုယုံကြည်မှုဆိုတာကြီးကြီးမားမားကတိတွေတီးပြီးတိဆောက်တာမဟုတ်ပါဘူး။တည်ငယ်ပြီးမြည်စဉ်တဆိုင်မမလုံဆောင်မှုတွေကနေပဲတိဆောက်ရတာပါ။ကိုကိုယုံကြည်မှုကိုဘလို့ပြန်လဲတိဆောက်မလဲ။ဥပမာနေတိုင်း15မိနစ်လေ့ကျင့်ခန်းလုပ်မယ်လို့ကိုကိုကိုကတိပေးကြည့်လိုက်ပါ။အရေးကြီးတာကကတိတွေကိုအများကြီးပေးဖို့မဟုတ်ပဲပေးတဲ့ကတိကိုအလေးနဲ့ထားဖို့ပါ။တခါကလေးကတိပြတ်သွားတဲ့အခါကိုကိုကိုအပြစ်မကျင်းမနဲ့ အထီးမှပြူပြီးနောက်နေ့မှပြန်လဲစူးစမ်းပါပင်ပင်ထန်ထန်လှုပ်ဖို့ထက်ဒီဇိုင်းမမရှိနေဖို့ကသာပန်းတိုင်ဖြစ်တင်ပါယ်ဒီနေ့ကျွန်တော်လေ့လာခဲ့တာဒီအားလုံးရဲ့အဓိကနေချုပ်ကတော့ဒီစကားလေးတခုံးပါပဲပြဿနာတွေကလည်းထပ်ပြဲလို့မြောက်တာမဟုတ်ပဲသူတို့ထက်ပိုပြီးကြီးထွားလာအောင်လုပ်ရတာဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်ရဲ့ပန်းတိုင်ကစိန်ခေါ်မှုမရှိတဲ့ဘဝကိုရောက်ဖို့မဟုတ်ပါဘူးရန်ဆိုင်ရတဲ့ပြဿနာတွေထက်ပိုပြီးပညာရှိပိုပြီးတည်ငြိမ်ပိုပြီးတာမလာတဲ့စိတ်ကိုပိုင်ဆိုင်ဖို့ပါပဲ နောက်ဆုံးအနေနဲ့ဒီလိလာမှုတစ်ခုလုံးကိုကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်စေမယ့်မေခွန်းလေးတစ်ခုနဲ့အဆုံးတက်လိုက်ပါစေ။ဒီနေ့ကိုယ့်ကိုကိုယ်ဘလို့တင်းငယ်တဲ့ကတိတစ်ခုပေးပြီးတရားထင်းထင်းကြည့်မလဲ။အခုတင်ဆက်ပေးတာကိုကြိုက်နေတက်တယ်ဆိုရင် like လေးပေးခဲ့ပြီးကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာဝေမျှပေးခဲ့ပါဦး။နောက်တစ်ခေါက်မှအခုလိုအကြောင်းအရာကောင်းနေတဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။